ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ယ်ဆာမှာတော့မွေးတကောင်ဟာလူရောင်ဖန်ဆင်းပြီးတော့လေကားတိုင်းရှင်းလာခဲ့ချိန်မှာပဲဇုံခုံဟာပေါ်စည်းကနေပြီးတော့အဲလူရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်အဲကမှဇုံခုံနဲ့တူတူပါလာခဲ့တယ်ကွမ်ရင်မေတော်ကလူတယောက်ကိုအเจ้าမဲရိုက်တားလိုက်ပြန်ပြီးလို့ပြောပြီးတော့အပြစ်တင်နေခဲ့ပါတယ်အဲတော့မှဇုံခုံဟာအရာလူမဟုတ်เจ้าနဲ့မဟုရဝတ်ဝန်ခေါင်းဆောင်ရဲ့ပါတနာမွေမိတ်စာသာဖြစ်ကြောင်းပြောနေခဲ့ချိန်မှာပဲလူသေးကောင်ကမွေတကောင်ဖြစ်နေပြောင်းလဲသွားခဲ့ပါတော့တယ်နောက်တော့ဇုံခုံကပဲဆက်ပြီးတော့မွေမိတ်စာမနဲ့ပြန်သင်ငန်းကြည့်ပွဲအတွက် အခုလောက်ခဲ့တာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါလေမွေမိတ်စာလာပို့တဲ့ပကန်းနောက်ကျောကစာကိုကြည့်ပြီးတော့ဇုံခုံကအကြံရလိုက်တယ်လို့ပြုံးလိုက်တာကြောင့်ကွဲမတော်ကဝူခုံဘာလို့ပြုံးတာလဲရည်ချင်းလို့ပြုံးတာလားလို့မေးလိုက်ပါလေအဲ့တော့မှဇုံခုံကမွေမိတ်စာကဝတ်ဝံမဟုရစီလာပို့တဲ့စီနှလုံးရလိုက်တာကြောင့်မိတ်စာကိုရှင်းဖို့အတွက်အားဆိုင်စရာတိတ်ပြီးတော့မလိုတော့ကြောင်းကွင်မေရောကိုပြောပြနေခဲ့ပါလိမ့်။ဒါမဲ့ဒီဇလန်းမှာကွင်မေရောဟာမွေအောင်ဆောင်ပြီးတော့နည်းနည်းအနစ်နာခံပေးရမှာဖြစ်တဲ့အကြောင်းကိုလည်းပြောပြလိုက်ပါလိမ့်။ ါမှမသာသူကလှုပ်ရှားဖို့အစဉ်ပြေမှာဖြစ်တာကြောင့်အရီလိုလှုပ်ပေးဖို့ဆုံးခုံးကပြောနေခဲ့တာပါမေတော်ကဒီဇလန်ကိုလက်မခံဘူးဆိုပါကနှစ်အောင်လုံးကိုလန်းကိုသာဆက်သွားပြီးတော့တင်ကန်းကိုတော့လှူတယ်လို့သာသဘောထားလိုက်ကြပါစို့လို့ဆုံးခုံးကပြောနေခဲ့ပါတယ်အရောမှာကွယ်မေတော်ကခဏပျောက်သွားပြီးတော့မွေမိတ်စာရောင်ဆောင်ခဲ့လိုက်ပါတယ်အရောမှာဆုံးခုံးကဘသူကဘသူလိုဟန်ဆောင်လိုက်မှန်းတော့မသေးခွဲတော့ကြောင်းကိုပြောနေခဲ့ပါတယ်နောက်တစ်ခါမှတော့မွေမိတ်စာရောင်ဆောင်ကွယ်မေတော်က ဝက်ဝံမဟူရာကိုပြပွဲလက်ဆောင်နတ်စည်းလုံးလို့ပြောကစည်းလုံးနှလုံးကိုပေးခဲ့လိုက်ပါလေမဟူရာကစည်းလုံးမဲကိုယူပြီးတော့တောင်းမလို့လုပ်တဲ့အခါမှာမွေမိတ်စာအယောင်ဆောင်ကွန်မေတော်ကစည်းလုံးမဲက49ရက်ကြာဖော်ဆက်ပြီးမှရထားခဲ့မယ်စည်းလုံးနီကတော့81ရက်ကြာဖော်ဆက်ပြီးမှရရှိခဲ့တာဖြစ်ကြောင်းကိုပြောပြလို့နေခဲ့ပါလေဒါကြောင့်လဲစည်းလုံးနီကပို့ပြီးတော့အစွမ်းထက်နိုင်တာကြောင့်သူဆန္ဒရဆိုရင်စေလုံးဒီကိုသာတောက်လိုက်တင်ချောင်းကိုအကြံပေးနေခဲ့ပါလေ။ဟန်ဆောင်မွေမိတ်စာကသူကလည်းပဲ ဈေးလုံးအနက်ကိုတောက်မှာဖြစ်တာကြောင့်ဗျိုင်းလူတောက်ကြဖို့ပြောလိုက်ပြီးမဟူရကဈေးလုံးဒီကိုမျိုးချလိုက်ချိန်မှာအယောင်ဆောင်မွေကဈေးလုံးအနက်ကိုတောက်ဟန်ဆောင်ပြီးတော့လှုပ်ပြစ်ချလိုက်ပါတယ်မဟူရနာဆိုးကဈေးလုံးကိုမျိုးချပြီးလဲဘင်းကိုကိုင်းကအေးဖြစ်နေချိန်မှာပဲမွေမိတ်စာဘူလာကွမ်းမဲရောပုံစံကိုပြန်ပြောင်းသွားခဲ့ပြီးတော့လိုင်းကူထဲမှာအိုက်တာကြောင့်ရက်တောင်တစ်ဖက်ဖက်နဲ့ခတ်လို့နေပါတော့တယ်အဲတော့မှဝတ်ဝံမဟူရကသူ့တက်ကိုချမ်းသာပေးပြီးဘိုက်ထဲကဟာကိုပြန်ထုတ်ပေးဖို့ကွမ်းမဲရောကိုဂူကြီးတောင်းနေခဲ့ပါတယ် အဲတော့မှကွိုင်းမဲတော်ကသင်္ကန်းကိုအမြန်ထုတ်ပေးဖို့ပြောလိုက်ပြီးတော့အမြန်ထုံမပေးဘူးဆိုရင်ဝူခုံးကဦးလေးကိုအထဲမှာအပိုင်းပိုင်းဖြတ်ပြစ်တော်မှာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတော့တယ်။ဒီတော့မှပဲကျေးဇူးတင်ကြောင်းချင်းချင်းပြောပြပြီးတော့သင်္ကန်းကိုသွားယူကကွိုင်းမဲတော်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတော့တယ်။နောက်တော့ကွိုင်းမဲတော်ကသားမီးနဲ့ရက်လိုက်တဲ့အခါမှာတော့မဟူရရဲ့ခေါင်းမှာထိန်းချုပ်မော်ကွင်းတစ်ခုကဆွတ်လျက်သားဖြစ်နေခဲ့ပါတော့တယ်။ကွိုင်းမဲတော်ကဆုံးခုံးကိုဝူခုံးထွက်ခဲ့တော့လို့ပြောလိုက်တဲ့အချိန်မှာ မဟူရကပါးစားဟားလိုက်တာကြောင့်ဇုံကုံလည်းထွက်လာခဲ့ပါသည်အပြင်ရောက်လို့ပြန်ပြီးတော့ကြီးအောင်ဖန်ဆင်းလိုက်တဲ့ဇုံကုံကိုမဟူရကလိုက်လံတိုက်ခိုက်တဲ့ကကွိုင်းမေတော်ကမော်ကွင်းကျင်းစီတဲ့ဂါရာကိုရွတ်လိုက်တာကြောင့်မဟူရလည်းမခံမရနိုင်ဖြစ်ပြီးတော့နာကျင်လူးလိမ့်နေခဲ့ပါတော့တယ်ဇုံကုံကတန်တုံနဲ့ရိုက်ပြီးတော့စုံမမလို့လှုပ်တဲ့ကကွိုင်းမေတော်ကမဟူရကိုမတတ်ဖို့ပြောလိုက်ပြီးသူနဲ့လော်ကြားတောင်နောက်ဖက်မှာအဆောင်ဖြစ်နေထားခဲ့ဖို့ခေါ်သွားခဲ့ပါသည် ိုက်တော့မှမဟူရာကမေရော့ရဲ့ဂယုနာတော်အောက်မှာကောင်းမစွာနာခံပါမယ်လို့ဂရီဒီထပ်ထပ်ပေးပြီးတော့ကွိုင်းမေရော့ကိုဥညွန့်နေခဲ့ပါတော့တယ်။ဇုံခုံကတော့သူသာခါရာရွတ်တဲ့အခောက်ထောင်လောက်တင်အောင်ရွတ်ပြလိုက်မယ်လို့ကွိုင်းမေရော့ကိုပြောနေခဲ့တာပါ။ကွိုင်းမေရော့ကတင်ငန်းကိုယူပြီးတော့ထန်ဆန်းစရာတော်မြ мян သွားပေးဖို့ဇုံခုံကိုပြောလိုက်ပြီးတော့နောက်ထပ်လည်းဘသူကိုမှထုတ်မပြဘူးဝူခုံးကိုသေးချာချာမှားလိုက်ပါသေးတယ်။ကွိုင်းမေရော့ပြန်သွားတဲ့အခါအားလုံးကရှေခိုးနှုတ်ဆက်လို့ကြံနေခဲ့ကြပါတယ်။ ောက်တစ်ခဲမှာတော့ခတ်ထားတဲ့အင်းရဲ့အပေါ်တက်မှာမိန်းကလေးတစ်တိုက်ကထိုင်နေပြီးတော့အောက်ထက်ကသူ့မိကသမီးလေးရေးချွေလန်ရေးလို့ခေါ်နေခဲ့ပါတယ်။နောက်တော့အမေဖြစ်သူကပဲသမီးဖြစ်သူကိုစိတ်မပူဖို့နဲ့အဖေဖြစ်သူကကောင်းချိုင်ကိုနတ်ဆရာကိုသွားခေါ်နေပြီးဖြစ်ကြောင်းအောက်ကနေလှမ်းပြီးတော့ပြောနေခဲ့ပါတယ်။သမီးဖြစ်သူကလည်းမေ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 နဲ့အပေါ်ကနေလှမ်းခေါ်နေပြီးအမေဖြစ်သူကလည်းကြောင်းရုံဝမ်းနဲ့မနေဖို့သမီးကိုလှမ်းပြီးတော့ပြောနေခဲ့ပါတယ်။လူယုံတော်ကြီးကကောင်းချိုင်ကိုအိမ်တကားဝါဒီလိုက်ပို့ရင်နဲ့ဒီတကားဆရာကောင်းကောင်းမပါလာခဲ့ရင် ပြန်မလာဖို့ကိုပြောလိုက်ပါတယ်။ ကောင်းချန်ကလည်းတယောက်တည်းကြီးထွက်လာခဲ့ရင်းနဲ့ခလုတ်တိုက်မိတဲ့ကြောက်ခဲကိုဒေါသနဲ့ကန်လိုက်တာကြောင့်သူဟာခြေထောက်နာသွားခဲ့ပါလိမ့်ခြေထောက်နာသွားတာကြောင့်လမ်းကူးလက်ကြောက်တုံးတစ်ခုပေါ်မှာထိုင်နာနေခဲ့ပါလိမ့်အဲဒီမှာထန်ဆန်းဆရာတော်နဲ့ဇုံခုံတို့ဟာအာလန်နဲ့တူကြီးဆက်လာခဲ့ကြရင်းထန်ဆန်းကိုတော်ကရှင်နာဘယ်နေရာလဲလို့မေးတာကြောင့်ဝူခုံကအနောက်ဘက်ကိုရောက်ဖို့ဟာအဝေးကြီးလူသေးချောင်းပြောတော့ထန်ဆန်းကလူနေအိမ်လေးရှာပြီးတော့ဇုံခိုင်ကောင်းမလားလို့အကြမ်းကြမ်းတောင်းနေခဲ့ပါလိမ့်အဲဒီတော့မှဝူခုံကလည်းဆရာတော်ခဏဆောင်းလိုက်ပါလို့ပြောပြီးတော့ မိုးဘော်ကိုပြန်တက်ကထွက်သွားရင်တဏျာကိုရောက်တော့ခြေထောက်နာလို့နိုင်နေအိပ်ပျော်နေကောင်းချိုင်ကိုတွေးလိုက်ရပါတော့တယ်။ဒါနဲ့စုံခုံကကောင်းချိုင်ခြေဘွားကိုဒုံနဲ့ချစ်ပြီးတော့ရအောင်လောက်ကနှိုးနေခဲ့ပါတယ်။ဂျုံနဲ့ကောင်းချိုင်နိုးလာခဲ့ပြီးတော့ဝူခုံကိုတွေးတဲ့အခါမိစာလာပြီးလို့ပြောပြီးတော့ထွက်ပြေးသွားခဲ့ပါတော့တယ်။အဝေးရောက်သွားတဲ့ကောင်းချိုင်စုံခုံကသူ့အစွမ်းနဲ့နောက်ပြန်ရစ်လိုက်တော့ကောင်းချိုင်စုံခုံရှိကိုပြန်ရောက်လာပါတော့တယ်။ကောင်းချိုင်လည်းစုံခုံကိုမိစာဖိုးဖိုးလို့ခေါ်ပြီးတော့သူ့အသက်ကိုချမ်းသာပေးဖို့ကိုပြောနေခဲ့ပါတယ်။ နောက်တော့မှဆရာတော်ထန်ဆန်းကလည်းရောက်လာခဲ့ပြီးတော့လူတွေကိုလန့်အောင်လိုက်ပြီးတော့မဆဘူးဝူခုံးကိုစုံမတော့ဝူခုံးကမိစာဆိုတဲ့အတန်ကြိုင်ကိုသူ့လက်တွေကရားရားလာနေပြီလို့ပြောနေခဲ့ပါတယ်။နောက်တော့လန်ကိုပဲမေးပါလို့ပြောပြီးတော့နေကင်းကြောင်တော်ကြီးမိစာမရှိဘူးလို့ပြောတော့ကောင်းချိုင်ကနေကင်းကြောင်တော်လည်းမိစာကရှိတဲ့အကြောင်းအိမ်မှာသူ့သခင်မလေးကိုမိစာတကောင်ကအတ္တမသိမ့်ပိုက်ဖို့ကြံစီနေတဲ့အကြောင်းကိုပြောပြလို့နေပါတယ်။အဲဒါမှဆုံးခုံးကမိစာတကယ်ရှိလို့လားလို့မေးလိုက်တော့ကိုယ်အိမ်မှာမိစာဝင်နေဆိုတာနောက်ဆရာကိစ္စမဟုတ်ကြောင်းပြောလိုက်ပါတော့တယ်။ အဲတော့မှစုံဦးခုံကသူ့လိုတကိုးရှင်နဲ့တွေ့တာဒါကံကောင်းတာပဲလို့ပြောလိုက်တော့ကောင်းထိုင်ဦးခုံကဘာလို့မလို့လဲလို့မေးလိုက်တဲ့အခါစုံဦးခုံကမိစာကူဖမ်းပြီးမှာပေါ့လို့ပြန်ပြောလိုက်ပါလေကောင်းထိုင်ကိုအင်ကိုလမ်းပြပေးဖို့ပြောလိုက်တော့ကောင်းထိုင်ကနတ်ဆရာတွေတယောက်ပြီးတယောက်မှာဘယ်သူမှဒီမိစာကိုမနိုင်ခဲ့တာကြောင့်ဘလို့လို့ဖြစ်နိုင်မှာလဲလို့ပြောနေပါတော့တယ်ထန်ဆန်းကိုတော့ကလည်းစုံဦးခုံကိုတခြားတခုခုကျွင်ပြန်နှုတ်လို့ရပြီးစကားကျွင်တော့ပြန်နှုတ်လို့မရတဲ့အကြောင်းသတိပေးနေခဲ့ပါလေဒီလိုနဲ့ပဲကောင်းထိုင်ကသူတို့နှစ်ယောက်ကိုအင်ကိုခေါ်သွားခဲ့ပြီးတော့ အိမ်ဝင်တကားကိုရောက်တော့အထဲကဘသူလဲလို့ပြန်ပြီးနေခဲ့ပါတော့တယ်။ကောင်းချိုင်ကအာရဝမ်းသာတဲ့အိမ်ထဲကိုပြင်ဝင်လာခဲ့ပြီးနတ်ဆရာခေါ်လာခဲ့ဖြစ်ကြောင်းအိမ်ရှင်ဖခင်ဖြစ်သူကိုအပြေးသွားပြီးတော့ပြောနေခဲ့ပါတယ်။အဖေဖြစ်သူကလည်းခုပဲထွက်သွားပြီးခုပြန်လာတာကိုနတ်ဆရာခေါ်လာတယ်ဆိုတော့ဘလို့လို့ယုံရမှာလဲလို့ပြောနေခဲ့ပါတယ်။ဒီတော့မှကောင်းချိုင်ကသူတို့ဟာတကယ်မိစ္ဆာဖမ်းတတ်တယ်လို့ပြောနေတာကြောင့်ခေါ်လာခဲ့ရာတကားဝါထီတော်မှရောက်နေဖြစ်ကြောင်းအဖေဖြစ်သူကိုပြောပြလိုက်ပါတယ်။အမေဖြစ်သူကလည်းမြန်မြန်သာခေါ်လာခဲ့လိုက်တော့လို့ပြောတာကြောင့်အဖေဖြစ်သူကအပေါဝါရီထွက်ကာ ။နတ်ဆရာကိုထွက်ပြီးတော့ကြိုခဲ့ပါလိုက်။ထန်ဆန်းကိုတော့တွေ့တဲ့အခါအဖေဖြစ်သူကယိုသေးပေးတော့ဇုံခေါကအမိုးဘော်ကနေသူ့တော့ယိုသေးမပေးဘူးလားလို့អော်ပြောလိုက်ပါလိုက်။အဲတော့မှအဖေဖြစ်သူကမိုးโจနတ်ကိုခေါ်ပြီးတော့သူ့ကိုကြည်စားတယ်လို့ပြောကကောင်းချိုင်ကိုစူနေပါတော့တယ်။ဇုံခေါကအဖေဖြစ်သူသူ့ကိုအပြင်းမန်းလေးကြည့်ပြီးတော့ထင်သေးလိုက်တာလို့ပြောကမိုးโจနတ်ဆိုတာသူ့ရဲ့မြီးတော့ပဲရှိတဲ့အကြောင်းကိုပြောပြလိုက်ပါလိုက်။နောက်တော့မှဆရာတော်ထန်ဆန်းကဇုံခုံကသူ့တပည့်ဖြစ်တာကြောင့်မကြောက်ကြဘူးပြောလိုက်ပြီးဇုံခုံနဲ့မိတ်ဆက်ပေးလိုက်ပါလိမ့် အိုင်တော်မသခင်ဦးခုံးကသူကမိစ္ဆာဖမ်းမိမဲ့သူဖြစ်တာတော့အကဲမခတ်တယ်ပဲရုပ်ရည်ကိုကြည့်ပြီးတော့အဖမ်းမတန်းလို့လုံနေတာပဲလို့ဆရာတော်ကိုပြောနေခဲ့ပါတယ်။နောက်တော့ဦးခုံးကပဲဥဆောင်ပြီးတော့အိမ်ထဲဝင်သွားခဲ့ပါတော့တယ်။သူတို့မိသားစုကနှွေးထွေးပြူငါစွာနဲ့ဆက်ဆံခဲ့ပြီးတော့ဘယ်ရက်ကလာကြတာလဲလို့ပြီးတော့သူတို့မြောက်ကရှေ့ဘက်ထန်းနိုင်ငံကလာကြသူတွေဖြစ်ပြီးတော့အနောက်ရက်ကသွားကဗုဒ္ဓရဲ့ကျမ်းစာတွေကိုပင့်ဆောင်ကြဖို့ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါကြောင့်မလို့ဒီဆိုင်ကြီးမှာတ냐လောက်နားပြီးတော့ နောက်နေ့ခီးဆက်ထွက်ကြမှာဖြစ်တာကြောင့်တဲခိုကွင်းပြုတ်ဖို့တောင်းဆိုနေခဲ့ပါတယ်။အဲတော့ဖားခင်ဖြစ်သူကတဲဖို့လာတဲ့သူတွေကိုဘာလို့မိစာနေနေနဲ့သူတွေလို့ညာပြောရတယ်ဆိုတဲ့ကောင်းချိုင်ကိုစူနေပါတော့တယ်။ဇုံခုံကတော့တဲခိုတာမှန်ပေမဲ့ခီးသွားဟန်လဲသဘောမျိုးအပြင်းပြေလေးမိစာဖမ်းပေးရမယ်ဆိုရင်လည်းဖမ်းပေးမှာပေါ့လို့ပြောလိုက်ပါတယ်။ဇုံခုံကပဲဆက်ပြီးတော့ဒီမှာမိစာဘဏ္ဍကောင်ရှိလို့ထိတ်လန့်နေရတာလေးလို့မေးလိုက်တော့အမေဖြစ်သူကတကောင်လေးတောင်မှတိုင်ပတ်ပြီးတော့ဝက်ချီးနေနေတာကိုဘဏ္ဍကောင်ရှိစေချင်သေးတာလေးလို့ပြန်မေးလိုက်ပါတယ်။ ိုင်တော့မှဝူခုံးဟာအဲ့ဒီမိစားဘလို့မိစားလဲဆိုတာပြောပြဖို့နဲ့ဒါမှသာစီစဉ်စဉ်းစားပြီးတော့သူကကူညီဖမ်းပေးနိုင်မှာဖြစ်တယ်လို့မိခင်ဖြစ်သူကိုပြန်ပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲအဖေဖြစ်သူကမိစားအရင်တော့ကသူ့အိမ်ပေါ်မှာကျေးဇူးရှိခဲ့ဘူးသူတယောက်ဖြစ်ပြီးတော့တရက်မှသူတို့သမီးလေးကိုသူတို့သမီးဖြစ်နေအရေးပိုင်းမင်းကဝေါ်ရင်နဲ့အတ္တမလာကိုခေါ်ဆောင်သွားခဲ့ကြအောင်အဖေဖြစ်သူကပြောပြနေခဲ့ပါတယ်ဖေမေတို့ကနောက်ကလိုက်ကတောင်းပန်ခဲ့တော့လေဘလို့မှတောင်းပန်လို့မရခဲ့ပဲနဲ့ဖြစ်နေခဲ့ကြအောင်အဲ့ဒီမှာပဲဝက်မိစားရေးပိုင်းမင်းအဖွဲကိုဝင်ရောက်တိုက်ခိုက်ပြီးတော့ သူတို့သမီးလေးကိုကဲတင်ပေးခဲ့တဲ့ကျေးဇူးရှိခဲ့ဘူးကြောင့်ကိုပြောကြားနေခဲ့ပါတယ်။ဝမ်မိတ်စာသူတို့သမီးလေးကိုကဲတင်ပြီးတော့ဝိုင်းကိုဖွင့်ကြည့်ဖို့မှဝမ်မျက်နှာကြီးဖြစ်နေခဲ့တာကြောင့်လူတွင်ဖန်ဆင်းကချွေလန့်ကိုအေးပိုင်တဲ့အရာရှိတွေကိုတိုက်ခတ်လိုက်ပြီးဖြစ်တဲ့တော့ထွက်လာခဲ့လို့ရည်ဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲချွေလန့်ရဲ့အထင်းတော်တွေရောအဖေနဲ့မိဘရောက်လာခဲ့ပါတယ်။အဖေပြေသူကလည်းကဲတင်သူဝမ်မိတ်စာကိုလူထင်နဲ့ကျေးဇူးတင်နေခဲ့ပြီးတော့ဝမ်မိတ်စာလည်းချွေလန့်ကိုအိမ်ဝန်သားအမြန်ခေါ်သွားဖို့ပြောလိုက်ပါတော့တယ်။ နောက်တော့ပုံနေတဲ့အေးပိုင်းဝန်ထမ်းတယောက်ကိုဖမ်းခေါ်ပြီးတော့ဝေါ်ရင်ကိုနောက်ကထမ်းစီကဝမ်မိတ်စာကိုတိုင်းလဲဝေါ်ရင်ကိုရှေ့ကထမ်းပြီးတော့ချွေလန်းကိုသူကိုတိုင်းလိုက်ပို့ခဲ့ပါတယ်။အရောက်တဲ့ခါမှာတော့ချွေလန်းကညိုများလို့ပြီးတော့တေယုတ်ကားတဲ့ကတိုင်းပြန်လုံးကလေးပေကလက်ပေကလက်လှုပ်ပြတော့ဝမ်မိတ်စာလဲပြုံးပြုံးကြီးနဲ့ဝတ်သေးသေးကကြွေသွားပါတော့တယ်။ဝတ်သေးသေးနဲ့ဝမ်မိတ်စာကိုချွေရန်ဖေကလှုပ်ပြီးတော့ခေါ်လိုက်တော့မှအသက်ပြန်ဝင်လာသူလိုသတိပြန်လဲလာခဲ့ပါတော့တယ်။ချွေလန်းမေးဖြစ်သူကလဲဒီတစ်ခါပိုင်ပဲလို့တွတ်ချက်ပြီးတော့ဝမ်မိတ်စာကိုရန်နေငယ်လောက်အိမ်မာနေဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ဖေကြီးကလည်းဝက်မိတ်စာကိုဘလို့လဲလို့မေးတော့ဝက်မိတ်စာအစာငတ်တုံးဝက်စာကျွေးနဲ့ပြုတ်ကြတော့ဝက်တကောင်လိုမျိုးဝမ်းသာသွားပြီးတော့ချက်ချင်းပဲအိယာပြင်ခိုင်းလိုက်ပါတော့လေကျွမ်းကိုအရမခေါ်ခိုင်းနဲ့အရေးပိုင်းမင်းကတော့အိယာပေါ်မှာတယောက်တည်းထိုင်နေတော့တပည့်ဖြစ်သူပြန်ဝင်လာပြီးတော့မိတ်စာဘာလို့လှုပ်လိုက်လို့လဲလို့မေးလိုက်တော့သူရောက်သွားတော့ဘာမိတ်စာမှမတွေ့ရပဲထဏောင်းမောင်းမောင်းသူရဲ့ကောင်းတယောက်သာတွေ့ရတယ်လို့ရေးပိုင်းမင်းကိုပြောပြခဲ့ပါတယ်ကျွေးရန်ရောလို့ရေးပိုင်းမင်းကမေးတဲ့အခါကျွေးရန်ကိုအိမ်ပြန်ခေါ်သွားတယ်ပြင်သူရဲ့ကောင်းကလည်းအဲ့အိမ်မှာရှိနေသေးတယ်ကြောင့်ပြောပြခဲ့တော့ အရေးပိုင်မင်းကမျက်လုံးကြီးပြူးပြီးတော့နောက်ကိုလန်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့လူအောင်ဆောင်ဝက်မိတ်စာဟာလူတယောက်မနိုင်တော့တဲ့ထင်းစည်းကိုသူတယောက်တည်းတဲကချွေးရဲအိမ်အတွက်ထင်းရှားပေးနေခဲ့ပါတယ်။အမေဖေးသူကလည်းဒီတစ်ခါအပိုင်ပဲဆိုရင်မျက်နှာနဲ့ပြုံးပြုံးကောင်းညှိနေနဲ့ကြည်နေခဲ့ပါတယ်။ပုံမှန်လူတယောက်ကရေနှပုံးထမ်းဖို့မလွယ်ကူပေမဲ့လူအောင်ဆောင်ဝက်မိတ်စာကတော့ရေတကာထမ်း၄ပုံးနှုံးနဲ့ထမ်းပေးနေတာကြောင့်အမေဖေးသူဟာအတန်ဒီထွက်တဲ့အထိကိုသဘောတည်းကြနေခဲ့တော့တာပါ။အိမ်တော်ဝန်ထမ်းကောင်းချိုင်တိတ်ထဲကိုတရုတ်တိုက်ကမနိုင်မနေအသေးနေရတဲ့ဆန်အိတ်တွေကို လူရောင်ဆောင်ဝက်မိတ်စာက၃လေးကိုထမ်းနေတာကြောင့်အမေဖြစ်သူကအဖေဖြစ်သူကိုခေါ်ပြပြီးတော့ရဲဘဲတော်အဖေကြီးလို့ပြောနေခဲ့ပါလိမ့်အဲတော့မှအဖေကြီးကလည်းလူကားတို့လူရေကျွန်လူမုံလေးဖြစ်ကြောင်းနဲ့သူရဲ့စင်မြင့်ကိုသိရရင်ပိုကောင်းမယ်လို့ပြောပြနေခဲ့ပါလိမ့်အဲတော့မှအမေကြီးကဖူလင်နယ်ကလို့ပြောတယ်ကြောင်းဆွေမရှိမျိုးမရှိလွတ်လပ်တဲ့တကောင်ဝက်ကလေးလို့သိထားအကြောင်းကိုပြောပြနေခဲ့ပါလိမ့်တော်တော်လေးအလုံးလုံးနိုင်ကြောင်းပြောပြနေချိန်မှာပဲဝက်မိတ်စာလူရောင်ဆောင်ကပေါင်းစီအလုံး90လောက်တခဏတွင်းကောင်စားနေအောင်တွေးလိုက်တဲ့အဖေကြီးကမျက်လုံးပြူးသွားပြီးတော့ တော်တော်စားနိုင်တဲ့ခြုံရင်းချက်တခုတော့ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်တော့ဖေကြီးကဆက်ပြီးတော့နေရှိလာများဒီလိုစားနေရောမလွယ်ချောင်းပြောလိုက်တော့အမေကြီးကအလုံးလုံးနိုင်သူဘလားလဲကြည့်တော့စားနိုင်တာတော့ရှိမှာပေါ့ဆိုတော့အမှတ်တွေအရန်ကိုပေးနေခဲ့ပါပြီ။သူ့ပုံစံကောင်းကြီးပေါင်းလို့ဖေကြီးကပြောတော့ရှင်းထတော်လှတယ်လို့အမေကြီးကပြန်ပြောနေခဲ့ပါတယ်။ဒါနဲ့ရုပ်ရှင်နေတဲ့ကတိုင်းပဲသူတို့သမီးလေးနဲ့ပေးစားရင်မကောင်းဘူးလားတစ်သလုံးအားကိုးရတာပေါ့လို့ဖေကြီးကိုနားရောပါရောချလိုက်တော့ဖေကြီးကလည်းမျက်နှာလေးထူပူပြီးတော့အိမ်ကောင်းလေစွာကောင်းလေစွာ ငါသမီးလေးကိုပဲအနစ်နာခံခံရတော့မှပေါ့လို့ဖေကြီးကလက်ခံလိုက်ရပါတယ်။အဲတော့မှအမေကြီးကသူသားမကင်အခုချိန်မှာသမီးလေးကရေးပိုင်မဲရမှာထင်မရှားဇနီးပဲဖြစ်နေလောက်ပြီလို့ပြောလိုက်ပါတယ်။ဒါနဲ့ပဲအမေဖြစ်သူကဒီလိုစီစဉ်လိုက်တော့မယ်လို့ပြောလိုက်ပြီးမင်္ဂလာပွဲကိုနေချင်းညာချင်းကိုကျင်းပကြပါတော့တယ်။မင်္ဂလာပွဲမှာတော့တရုတ်တို့ရဲ့ရိုးရာတိုင်းဗျောင်းအိုးတွေဖောက်နေရီမဟုတ်တရုတ်ဒိုးဘတ်တွေကိုတီးကြတဲ့စီကားလိုနေပါတော့တယ်။ဗိသိက်ဆရာကလည်းမိုးနဲ့မြေကိုပထမဆုံးကြော့ကြဘာညာနောက်မှ မိဘတွေကတော့ကြလို့ပြောပြီးတော့ကတော့ခံဖေးကြီးနဲ့အမေကြီးကသရိုသားသရိုသမီးထက်ကိုပို့ပြီးတော့ပျော်ရွှင်လို့နေကြပါတော့တယ်။နောက်ထပ်လင်မယားချင်းအယိုသေးပြုတ်ကြဖို့ပြောချိန်မှာပဲလူယုံတော်ကြီးကဝင်လာပြီးတော့အရေးပိုင်းမင်းဟာလူဝင်အားနဲ့အိမ်ထဲကိုဝင်လာနေဖြစ်ကြောင်းကိုအရေးကြီးလာပြီးတော့ပြောပါတော့တယ်။အဲဒီချိန်မှာအားလုံးကလည်းလမ်းဖြန့်ကြောင်းသွားကြပေမဲ့လူအောင်ဆောင်ဝမ်မိတ်စာကနှာတင်းသွားပြီးတော့သူသွားကြည့်မယ်လို့ပြောကတယောက်တည်းအိမ်ရှိကိုထွက်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲကောင်းထိုင်တဲ့ဝန်ထမ်းကောင်မလေးတောင်းကအိမ်ထဲကိုပြေးဝင်လာပြီးတကားကိုအတင်းပိတ်ထားခဲ့ပေမဲ့ အင်းအားနဲ့လာတဲ့ရေးပိုင်တို့ကတွန်းပွင့်လိုက်တာကြောင့်တကားပွင့်သွားခဲ့ပါတယ်။တကားပွင့်သွားတာနဲ့လူအောင်ဆောင်ဝမ်မိတ်စာကရောက်လာပြီးတော့ရေးပိုင်ဖွဲ့တို့နဲ့တန်းပြီးတော့တိုးပါတော့တယ်။ဒါကြောင့်မဲတိုက်ခိုက်ကြရင်လည်းလူများပြီးတိုင်းမတက်တဲ့ရေးပိုင်မင်းတို့ဖွဲ့ဟာဝမ်မိတ်စာရဲ့ဝတ်တိုင်းတံကိုမခံနိုင်ကြဘဲနဲ့ထွားပြေးသွားခဲ့ကြတော့တာပါ။ဒါနဲ့ပဲဝမ်မိတ်စာကိုဝိုင်းဝန်းဂုံပြူကြရင်လည်းအရန်တော်တဲ့တမကလေးဘာညာနဲ့တောက်ကြစားကြချီးကျူးကြပါတော့တယ်။သမီးဖြစ်သူကလည်းခန်းထဲမှာအမေနဲ့တူမင်္ဂလာဦးညမှာတတ်တောင်းတတ်တာဘလို့ပဲပုံနေဖို့တင်ကြိုင်းနဲ့ ။သမီးပြည့်သူကလည်းသမီးသိပါတယ်မေရဲ့ဘာညာနဲ့ပြောနေကြတော့အချင်းအားတစ်ဖေးဖေးနဲ့ကုံဆုံးလို့လာခဲ့ပါပြီ။ဝမ်မိတ်စာရှက်ကီကိုလည်းပုံမှန်နဲ့ပို့ပြီးတော့တွန့်နေခဲ့တာကြောင့်မြက်ခုံနေရာလေးလံကပြိနေခဲ့ပြီးအိမ်ခန်းထဲကိုယာရင်ထိုးကဝင်သွားခဲ့ပါတော့တယ်။အမေပြည့်သူကတော့အပြိုတွေနဲ့ဝိုင်းဖွဲ့နေလို့လဲကြရင်လည်းဘာညာပြောနေကြတော့အပြိုဖွဲ့ကသိစိတ်ဝင်စားကြပဲသူတို့သိပါတယ် NDA လို့ပြောပြီးတော့တောက်ကြဖို့ပဲအာသန်နေခဲ့ကြတာပါ။ရွာတဲ့လူမျိုးတွေကဘယ်ရောက်နေကြမှမသိကြရမယ်အဖိုးကြီးတို့ဖွဲ့ကတော့မင်္ဂလာခမ်းမာနာမှာ ရေတီရေတီနဲ့အဲကိုမမြင်ရပေမဲ့နားဆွင့်လို့နေကြပါလေခဏနေတော့ပြင်ကလူတွေကခလူးခလောနဲ့ဟောက်တန်အကျဲကြီးကြတာကြောင့်အိမ်ထဲကိုဝင်ကြည့်လိုက်တဲ့ခါမှာတော့ဝမ်မိစာပြားပြီးတော့တရီလက်လို့အိမ်နေရာကြောင့်မူလာပုံစံဝက်မျက်နာကြီးနဲ့ဖြစ်နေပါတော့တယ်ဝက်မျက်နာကြီးနဲ့ပြပြပြီးဝင့်နေတဲ့တမလောင်းပြည်သူဝမ်မိစာကြီးကိုတွေးလိုက်တဲ့ရောက်ခမလောင်းကြီးဟာငယ်တန်ရောကြီးတန်ရောအကုန်လုံးတန်နေပါအောင်အော်ဟစ်ပြီးတော့ထွက်ပြေးသွားပါတော့တယ်အဖိုးကြီးဘွယ်ကလည်းသူတို့ကြားခြင်းနဲ့အတန်မကြားပဲမကြားခြင်းနဲ့အတန်ဆိုးယူကြားလိုက်တာကြောင့်ရုပ်သက်သက်ဖြစ်ကုန်ကြပါတော့တယ် အမေဖြစ်သူကတော့ကောင်လေးတယောက်ကိုသမီးဖြစ်သူစီအမြန်သတင်းပို့ခန်းလိုက်ပြီးအဖေဖြစ်သူကိုလက်ကုပ်ပြီးတော့ခေါ်ကားထွက်သွားချိန်မှာပဲတရီလလုံးမူးနေတဲ့ဝမ်မိတ်စာမျက်နှာအောင်စကင်ကဲမနေတော့ပဲဝမ်မျက်နှာကြီးအတိုင်းပဲအပြင်ကိုထွက်ချလာခဲ့ပါတော့တယ်။အဲဒီနောက်တော့မိတ်စာကြီးကပြီးတာပြီးတာဆိုပြီးအကုန်လုံးထွက်ပြေးခဲ့ကြပါတော့တယ်လို့အဖေဖြစ်သူအဆုံးခုံးတို့ကိုဖြေချောင်းအုံစင်ပြန်ပြီးတော့ပြောပြနေခဲ့တော့တာပါ။အဲတော့မှအဆုံးခုံးကတင်းတို့ကမိတ်စာကိုတတ်မှတ်လောက်ခဲ့မိပြီပဲလို့ပြောလိုက်ပြီးဆိုပြီးတော့ကြီးနေပါတော့တယ် အဲတော့မှဆုံးခေါ်အဖေကြီးဖြစ်သူကိုပြီးခဲ့တာလဲပြီးခဲ့ပြီဖြစ်တာကြောင့်ဒီတိုင်းလေးပဲထားလိုက်ကြဖို့ဖြောင်းပြတရားချနေခဲ့ပါတယ်။အဲတော့မှမေဖြစ်သူကသူသမီးလေးကိုဝက်မိတ်စာအပြီတော့မခံနိုင်ဘူးလို့ထားပြီးတော့ပြောခဲ့ပါတယ်။နောက်တော့အမေဖြစ်သူကဇလန်းကိုဆက်ပြောပြရမှာတော့ညောင်တဲ့အခါဝက်မိတ်စာရောက်ကမနှစ်ယောက်ကနေအတင်းဆွဲနေတဲ့ဂျားကအခန်းထဲဝင်ပြီးတော့တကားပိတ်ကသူကမင်္ဂလာအိတ်ခန်းထဲတောင်ရောက်နေပြီးမင်္ဂလာပွဲလေးပြီးခဲ့မှုစိတ်ချလိုက်ဖို့ပြောနေခဲ့ပါတယ်။အပြိုတယောက်ကလည်းချွေရန်စီသွားပြီးတော့သရိုသားက နရွယ်ဖားဖားနှကောင်းပြားကြီးနဲ့ပါဇက်ကြီးကလည်းပါးထီးအောင်ပြဲနေတဲ့ပပဲနှပြဲဝဝတုတ်နေတဲ့ဝဲမိတ်စာကြီးဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ကျွေန်ကတော့ခဲလီများသိရကြပေးဘွားကဝန်းနေစွာနဲ့ဟုတ်ပါမလားလို့ပြောတော်လေးကိုမေးတော့အပြိုတော်လေးကသူကိုယ်တိုင်မျက်စိနဲ့တက်မြင်ခဲ့တာကြောင့်အမှန်ကိုပြောနေခဲ့ခြင်းဖြစ်ကြောင်းကိုပြန်ပြောပြနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဝဲမိတ်စာကမူးနေနေပြေကလူရောင်ပြန်ဖန်ဆင်းပြီးတော့မိမရေးမိမရေးလို့ခေါ်ကအိတ်ခမ်းထဲကိုဝင်လာတဲ့ခါမှာတော့သူတို့သမီးဟာသူတို့သားကိုဝဲမိတ်စာကြီးမဟုတ်လားလို့မေးနေတာကြောင့် ဝမိစာလည်းမဟုတ်ပါဘူးမလုပ်ပါဘူးပင်းထင်းတို့မယုံပါဘူးလို့ပြောပြီးတော့သူတို့သမီးနာကိုသူကအင်ကြီးလဲပေးမယ်လို့ပြောပြီးတော့အတင်းကြီးတွေလိုက်ဖမ်းနေတော့တာပါအပြူတော်ကလေးကိုလည်းသူမိမရှိကဖယ်ဆန်းလို့ပြောပြီးတော့ရဲဆက်ဆက်တွန်းလဲပြစ်လိုက်ပါတယ်ဝမိစာကလည်းမိမအေးသူပြောတာနားထောင်ပါအောင်ဆိုပြီးတော့နောက်ကနေလိုက်ဖမ်းနေတော့တာပါအဲအချိန်မှာပဲဝမိစာကလုတ်တိုက်ကြော်လဲကသတိလက်လို့ပြီးတော့ဝမ်မျက်နှာကြီးပြန်ထွက်ပေါ်လာတာကိုမြင်လိုက်တဲ့သူတို့သမီးဟာဘေးပြန်ကြုံသွားပြီးတော့ငယ်တန်းပေါင်းအော်ချလိုက်ပါတော့တယ် ဝမ်မိစားတော့မှန်မကြည့်ပြတာကြောင့်သူ့ကိုယ်သူမျက်နှာစကင်းပြန်ကဲဖို့မေ့ပြီးတော့ဝမ်မျက်နှာကြီးနဲ့မိမအေးပါလို့ထွက်ပြေးနေရလဲကွာဆိုတော့တအိမ်လုံးကိုလိုက်ပတ်ပြေးဖြစ်နေပါတော့တယ်အမေဖြစ်သူကလည်းဖေကြီးရဲ့အကြံထုတ်ပေါင်းလို့ပြောလိုက်တော့ဖေကြီးကလည်းဝစ်ပဲဝစ်ပဲလို့အော်နေတာကြောင့်အမေဖြစ်သူကလူလွတ်ပြီးတော့နတ်ဆရာအမြန်ပြင့်မို့တရီပေးလိုက်ပါတော့တယ်အိမ်ပြန်မှာတော့ဝမ်မိစားကြီးကပတ်လိုက်နေသလိုချွေရန်ကလည်းသူ့ကိုယ်သူကာကွယ်ဖို့ပတ်ပြေးနေခဲ့ရပါတယ် နောက်တော့ချွေရန်ကရှင်အနာမကန်တယ်တို့ကျမအွန်လိုင်းမှာဆိုပြီးတော့ရုပ်ရှင်တွေကတိုင်းကြေကြပါအောင်ရှင်ကျူးမီငါလို့အွန်လိုက်တော့မှာပဲဝမိတ်စာကသူဟာသူပြန်ဆန်းကြည့်လိုက်တဲ့အခါဝက်လုံးလုံးဖြစ်နေတာကြောင့်မထူးဆက်ခင်းကဝင်ခံလိုက်ရပါတော့တယ်နောက်တော့ဝမိတ်စာပဲဆက်ပြီးတော့စဉ်းစားဖို့အချိန်နဲ့ပြေးမှာဖြစ်ပြီးသူပြန်လိုချင်တဲ့အဖေကလည်းလက်ခံပေးဖို့သာဖြစ်တယ်လို့ပြောကကောင်းငင်ကိုပြန်တက်သွားခဲ့တော့တာပါနောက်နေ့ရောက်တဲ့အခါမှာတော့ဝမိတ်စာကောင်းငင်ကပြန်ဆင်းလာပြီးတော့ချွေရန်ကိုခေါ်ကဘုံအဆင့်ပေါ်ကအခန်းထဲမှာတော့အခက်တိန်းထားလိုက်ပါတော့တယ် ဝမ်မိတ်စာကောင်းကင်ဘော်ကနေရောက်ခမကြီးနဲ့ချွေရန်ကိုရောက်ကလေးကြီးနဲ့သေချာတိုင်းမင်းဆုံးဖြတ်ပြီးတော့သူ့ကိုလက်ခံဖို့နောက်တစ်ခါလာရင်သူ့ကိုအဆိုးမပြောနဲ့လို့ဂျိန်းဝါကတဟာဟာနဲ့ရီမောပြီးတော့ပျောက်ကွယ်သွားပါလေလို့အဖေကြီးကဆက်ပြီးတော့ပြောပြနေခဲ့တာပါအဖေကြီးကပဲဆက်ပြီးတော့အဲ့ဒီဝက်ကြီးကလေနဲ့တူကောင်းကင်ဘော်ကနေပေါ်လာလိုက် ကောင်းကင်နဲ့ဝင်ပြီးတော့ပြန်ပြောက်သွားလိုက်တဲ့ရက်ချားမကြာခဏဆိုလိုသူသမီးကိုလာပြီးတော့တောင်းနေခဲ့ကြောင်းထန်ဆန်းကိုတော့ကိုပြောပြနေခဲ့တာပါ ပြောနေလို့မှစကားမဆုံးသေးခင်မှာပဲချလွင်းချလွင်းအတန်တွေနဲ့တူဝမိတ်စာကြီးကရောက်လာခဲ့ပြန်ပါပြီ။အဲတော့မှထန်ဆန်းဆရာတော်ကဝမိတ်စာကိုနှိမ်နှင်းလိုက်လားလို့ပြီးတော့ဝူခုံးကစိတ်ချနေပါဆရာတော်ကလို့ပြောလိုက်ပြီးဒီညသူလာတာကွာရှင်းစာရေးဖို့ပဲဖြစ်ရမယ်လို့ပြောလိုက်ပါတော့တယ်။ရောက်ခမကြီးကလည်းစာပိုင်းမှာသူပဲအတင်းလက်ထပ်ပေးပြီးတော့ကွာရှင်းစာချုပ်ကဘာလို့ရမှာလဲလို့ပြောကာနောက်တခါသူမလာနိုင်အောင်သာလုပ်ပေးခဲ့ပါလို့ခုမှပဲငိုကြီးချမ်းမာနဲ့အကူကြီးတောင်းနေခဲ့တာပါ။ ဇုံကုံကလည်းစိတ်ချထားပြီးတော့ဒါအိတ်ကြဆန်းပါသူတီညလာခဲ့ရင်အကုန်လုံးပြေရှင်းပေးပါမယ်လို့ပြောနေတာကြောင့်အဖေဖေးသူကလည်းဝက်ကြီးကိုတိုက်ခိုက်ပြီးလူပနဲ့ရောက်လိုလဲလို့မေးနေခဲ့ပါတယ်ဇုံကုံကတင်တယောက်ပဲလိုတယ်လို့အဖေဖေးသူကိုပြောလိုက်တော့အဖေဖေးသူကလန့်သွားခဲ့တာကြောင့်ဇာတော့ကိုအဖော်လုံးပေးဖို့တင်တယောက်ပဲလိုတယ်လို့ပြောလိုက်တော့မှအဖေဖေးသူကလည်းတပြင်းချနိုင်ပါတော့တယ်ဒီလိုနဲ့ညောက်တဲ့အခါမှာတော့ခေါင်းချိုင်ကဥဆောင်ကမိရင်ဒီဆွဲကအမေဖေးသူကသမီးချွေရန်ချုပ်ခံထားတဲ့နေအောင်ဇုံကုံကိုပြသလို့နေခဲ့ပါတယ် တော့ခတ်ထားတဲ့တကားကိုတွေးတော့ဇုံခုံကတော့တောင်းနေတာကြောင့်အမေဖေးသူကတော့ရှိမှာတော့ဘသူအကူကြီးတောင်းနေအောင်မလဲဇုံခုံပြန်ပြောလိုက်ပါလေအဲတော့မှဝူခုံကလည်းကြောက်ခဲတလုံးဖန်ဆင်းပြီးတော့တော့ကိုဖွင့်ဖို့လုပ်နေတဲ့တော့အမေဖေးသူကတားဆီးပြီးတော့တော့ပြတ်သွားတာကိုဝက်ကြီးသိခဲ့ရင်သူတို့မိသားစုရေတိမ်မှာနေသွားလိမ့်မယ်လို့ပြောနေခဲ့ပါလေဒါတော့မဲဇုံခုံကတကိုးနဲ့တကားကိုဖျက်ဝင်သွားပြီးတော့ချွေရဲအမေကိုပါဝင်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပြီးအပေါက်ကြီးတစ်ခုဖန်ဆင်းပေးလိုက်တာကြောင့်အမေဖေးသူလည်းကုန်းပြီးတော့ဝင်သွားခဲ့ပါလေအမေဖေးသူနဲ့တွေ့တော့ချွေလန်က ဝမ်းနဲ့မတ်တပ်ငိုကြွေးပြီးတော့ဘလို့လို့ဝင်လာလဲလို့မေးတဲ့အခါဇုံကုံရဲ့အစွမ်းနဲ့ဝင်လာခဲ့တာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဟူဟုံးကလည်းချွေရန်ကိုမကြောက်ဖို့ပြောလိုက်ပြီးတော့ဝမ်းမိတ်စာကြီးလာသေးလားလို့မေးလိုက်တာပါ။ချွေရန်ကလည်းဝက်ကြီးမလာတာကြားပြီးဖြစ်ကြောင်းနဲ့ဒီညတော့လာနိုင်မယ့်အကြောင်းကိုပြောပြနေချိန်မှာပဲလေပြင်းကြတန်ကြီးနဲ့တူဝမ်းမိတ်စာကြီးကရောက်လာခဲ့ပါတယ်။အမေဖေးသူကချွေရန်ကိုဖတ်ထားပြီးတော့ဆရာတော်ထန်ဆန်းအောင်ကူညီတောင်းကကိုရောထန်ဆန်းကဩမီတော်ဗောဗုဒ္ဓဗုဒ္ဓဗုဒ္ဓလို့ပြောကပရိစိတ်နေခဲ့ပါတယ်။ ဝမိစာခန်းပြင်ကနေပြီးတော့မိမအီဒီနဲ့ငါဝင်လာလို့ရပြီလားလို့မေးတဲ့ခါမှာဆုံးခုံကချွေရွံ့အတန်းနဲ့ဟန်ဆောင်ပြီးတော့ဝင်လာခဲ့လို့ရပါပြီရှင်လို့ပြန်ပြောလိုက်တော့ဝက်ကြီးကလည်းအင်မတီအင်မတန်မှဝမ်းသာပီတိဖြားသွားပြီးပရင်တကာဖွင့်ကဝက်သွားခဲ့ပါလေအဲဝင်သွားခဲ့ပါလေအထဲကိုရောက်တဲ့ခါမှာတော့ချွေရွံ့ပုံသဏ္ဌာန်ဆောင်ထားတဲ့ဝူခုံကိုဂါရဝပြုကဖတ်လိုက်တော့ချွေရောင်ကတခြားနေရာကိုရောက်သွားခဲ့ပြန်ပါလေဖတ်လိုက်ပြောက်လိုက်ပေါ်လာလိုက်ပြန်ဖတ်လိုက်ပြန်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်နဲ့လေပတ်ပြေးနေသလိုဝက်ကြီးကလည်းလေပတ်ပြီးတော့တိုင်ပတ်နေခဲ့ပါဘူး ခဏလေးတော့ချွေရံတစ်ဖြစ်လဲဝူခုံးကမိမှုတ်လိုက်တာကြောင့်ဝက်ကြီးကဘာကြောင့်မိမှုတ်တာလဲလို့မေးပြီးသူမမြင်ရတော့တဲ့အကြောင်းကိုပြောလိုက်ပါတယ်ချွေရံကလည်းဒီမှာလို့ပြောလိုက်ဟိုမှာလို့ပြောလိုက်အတန်ပေးနေဝက်ကြီးလည်းလိုက်ရင်တဟင်းဟင်းမောလာခဲ့ပါတယ်ဝက်ကြီးကလည်းသူ့ကိုလက်ခံတယ်လို့ပြောပြီးဘာလို့ပတ်ပြေးနေရလဲလို့မေးလိုက်တော့ချွေရံကရုပ်ဆိုးလို့လို့ပြန်ဖြေလိုက်ပါတော့တယ်အဲဒီတော့မှဝက်ကြီးကချောအောင်လုပ်လဲရပါတယ်ဟိုလိုပြောင်းဒီလိုပြောင်းတဲ့အလုပ်ရှုပ်လို့ဘာလို့ပြောလိုက်ပြီးဒီအတိုင်းလည်းသိနေပြီပဲဟာကိုလို့ပြန်ပြောလိုက်ပါတယ် ရုပ်ဆိုးလဲလက်ခံလိုက်ပါတော့လို့ပြောကလက်ကိုဆွဲကန်လိုက်တော့အမွေတွေပေါက်နေတာကြောင့်ဝက်ကြီးကမျက်လုံးပြူးသွားချိန်မှာပဲချွေရံကလက်ကိုပုတ်ချပြီးတော့သူမကိုချစ်တယ်လို့သာပြောပြီးတော့သူမရဲ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုတာကိုရောတိလားလို့မေးလိုက်ပါတယ်။ဘာဖြစ်နေတာလဲလို့ဝက်ကြီးကချွေရံကိုမေးတော့ကိုယောက်ျားဗမာနေမန်းတော်မသိရတဲ့ဘဝလို့ပြောလိုက်တဲ့ပြင်သူကိုနှိမ်နေမို့အဖေဖြစ်သူကဝူခုံးကိုခေါ်တာကြောင့်ပြောပြတော့ဝက်ကြီးကရံကိုပဲကြောက်သွားခဲ့ပါတယ်။နောက်တော့ဝက်ကြီးကသူ့နာမည်ကကျူကန်လျက်အိမ်ကဖူးလီတောင်က ရွင့်ကြံလိုင်ကူလို့ပြောပြီးတော့အဲ့ဒီကိုအမြန်ပြန်တော့မယ်လို့ကြောက်ရွံ့စွာနဲ့ပြောနေခဲ့ပါတယ်။အဲ့ဒါကြောင့်မဲ့ချွေရန်ကသူမကိုအဲ့ဒီကိုခေါ်သွားဖို့တောင်းဆိုလိုက်တော့ဝက်ကြီးကလည်းပျော်ပြီးတော့ခေါ်သွားဖို့လုပ်တဲ့အခါချွေရန်ကလမ်းမလျှောက်နိုင်ဘူးလို့ပြောတာကြောင့်ဂုံပိုးပြီးတော့ခေါ်သွားခဲ့ရပါတယ်။လမ်းတစ်ဆောင်မှာတော့ဝက်ကြီးရဲ့ကြောကုန်းပေါ်မှာဂုံမိုးစည်းနဲ့ချွေရန်တစ်ဖြည်းလဲဝူခုံးဟာခန္ဓာကိုယ်ကိုအလေးကြီးပြောင်ဖန်ဆင်းထားတာကြောင့်နောက်ဆုံးမှာဝက်ကြီးဟာချွေးဒီဒီကြပြီးချွေရန်ကိုအောက်ချကအနားယူလိုက်ရပါတော့တယ်။အရိမာထိုင်နေတဲ့စကားသမီးပြောကြတာချွေရန်ကိုကြည့်ရင်ဝက်ကြီးက လာနာသမီးချံအောင်နဲ့ဒူတယ်လို့ပြောတာကြောင့်လာနာသမီးချံအောင်ကိုမြင်ဘူးလို့လားလို့ချွေရန်ကမေးတဲ့အခါမှမမြင်ဘူးပါဘူးလို့ညင်းနေပါတယ်ချွေရန်ကအတင်းမေးတော့မှဝက်ကြီးကသူဟာယင်ဘွားကနှက်ပြီးထန်ပုံစစ်သူကြီးဖြစ်ပြီးတော့တရက်တော့တောက်စားပြောပိုင်းနဲ့လာဟုတ်ကပြဖြောပြီးတဲ့လာနာသမီးကိုအတင်းအဓမ္မသွားကိုကြံစီခဲ့တာကြောင့်နှက်သမီးအစည်းဝေးကဆုံးဖြတ်ချက်ချပြီးတော့သူကိုလူပြီးကိုပြစ်ချခဲ့လိုက်တာလို့ပြောပြလိုက်ပါတယ်လူပြီးရောက်တဲ့အခါမှတော့ဝက်မကြီးဝင်းနေကိုရောက်ရှိခဲ့ရပြီးအခုလိုပုံစံနဲ့ဒဏ်ခတ်ခံခဲ့ရတာဖြစ်ကြောင်းကိုပြောပြလိုက်တာပါ အဲတော့မှချွေရန်ကရှင်တော်တော်အရှက်မရှိပါလားလို့နရွက်ကိုဆွဲပြီးပြောလိုက်တော့နရွက်အရန်နာသွားတဲ့ဝက်ကြီးကဟာလက်ကအရန်ကိုတန်တာပဲလို့ပြောလိုက်တော့ချွေရန်ကသူဘသူလဲဆိုတာတစ်ချက်ကြည့်လိုက်ပါအောင်လို့ပြောလိုက်ပါတယ်အဲတော့မှဝူခုံးကသူ့ရဲ့မူလအသွင်ကိုပြန်ဖန်ဆင်းပြတာကြောင့်လန့်ပြီးတော့ထွက်ပြေးသွားပါတော့တယ်ဇုံခုံးကလည်းကောင်မလေးကိုမတရားလိုချင်တဲ့ဓာန်ဖုံးစစ်သူကြီးလွတ်အောင်ပြေးပြီးတော့လို့ပြောကနောက်ကနေလိုက်ပါတော့တယ်ဝမ်မိတ်စာကြီးကလည်းပြင်းလွှိုင်းနဲ့တိုက်ခိုက်နေကြရင်သူ့ရဲ့အသက်ယွင်းချန်လိုင်းကူစီကိုရောက်သွားခဲ့တော့တာပါ ထဲမှာပုံနေတဲ့ထန်ဖုံးစေးသူကြီးကိုစိုးဝုံခုံးကအပေါက်ကလေးကနေမီးနဲ့မှုတ်လိုက်တာကြောင့်ဝက်တိုက်ကြီးမီးလောင်သွားတဲ့ခါမှာထန်ဖုံးကစိုးဝုံခုံးကိုသူ့ကိုဘာလို့လိုင်းနှောက်ရှက်နေတာလဲလို့မေးတင်စေမှာပဲဒီပိုင်းလေးကခေတ္တခဏပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ ုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့လောက်ပါပဲခင်ဗျနောက်နေ့မှပြန်တွေ့ပါမယ်ဝူကုန်းပိုင်းဆက်ဆက်ပြီးတော့ရှိနေဦးမှာဖြစ်ပါတယ်ဒီစီစဉ်မပြီးမချင်းအစာအဆုံးကိုနေ့စဉ်ရက်ဆက်တင်ဆက်ပေးသွားမှာဖြစ်တဲ့တော့နေ့တိုင်းလာပြီးတော့ကြည့်ကြအောင်နော်တင်ပေးတင်ပေးပြောတော့မှပြောတယ်ဟဲ့ဟဲ့ဆိုတော့ကျွန်တော်ရဲ့ channel subscribe လုပ်ဘေးနာအကောင်လုံးနှိပ်ထားပြီးတော့နေ့စဉ်စောင့်ကြည့်နိုင်ကြောင်းပါဒီနေ့မှအစားအနေဆုံးဒီ live ပါကြည့်ရှုအားပေးပြီးတော့အချိန်ပေးခဲ့ကြတဲ့မြောင်းချစ်သူပေါင်းသူတော်ကောင်းတို့ကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ